thank you. I see here. Yeah, yeah, surely. Hello? nothing. Okay. I think my feet. I don't know. I don't no, see. No, 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 no. Okay. Hand, okay, oh, everything okay, goes okay, okay, Thank okay. you so much, Johnny, for hair training. <clears throat> okay. Oh my God. Do <laughs> it. Okay. 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 ကဲ့ကျေးဇူးပါအဲ့တော့ဒါဒီခုချိန်ဒါရင်းနှီးမှာခံစားနေရတာပြည်သက်လို့ပြောပြချင်တာပြောပြနေပြပါအာအခုချိန်မှာရင်းတဲ့ခံစားနေရတာတော့ကျွန်တော်လုံနိုင်တာကိုကျွန်တော်ကိုယ့်ကိုပရမောက်ဆုံးအနေနဲ့အရန်ကုန်ယူရပါတော့ပြီးတော့ကျွန်တော်ကိုဝိုင်းမကူညီပေးတဲ့ကျွန်တော်ရဲ့ trainer partner တွေအားလုံးဒီတစ်ခေါက်ကျွန်တော်တို့ပြင်းပြထန်ထန်တကယ်လေ့ကျင့်ခဲ့ရတယ် ဆိုတော့အဲ့ဒီအတွက်ကျွန်တော်ကျေးဇူးတင်တယ်ပြီးတော့ပရိသတ်တွေအားလုံးလည်းကျွန်တော်ကိုစောင့်မျှော်နေတယ်အဲ့လိုမျိုးပေါ်ရသူတို့ကြည့်ရှိနေရလေဆိုကျွန်တော်ရအောင်လုပ်နိုင်တဲ့အတွက်ကြောင့်မလို့သူတို့အတွက်လည်းကျွန်တော်အရန်ပြောခဲ့မိပါတယ်ဟုတ်ဟုတ်ကဲ့ဒီပြိုင်ပွဲနဲ့ပတ်သက်ပြီးတော့မှပေါ့နော်ဘယ်လိုမျိုးပြင်ဆင်ခဲ့တယ်လဲပြင်ဆင်ခြင်းဘယ်လောက်ရခဲ့တယ်လဲပေါ့နော်ဒီနေ့ဒီစွမ်းဆောင်ရည်နဲ့ပတ်သက်ပြီးကိုကိုကိုပေါ့နော်ဘယ်အချက်မှဘယ်အချက်နဲ့ပတ်သက်ပြီးအားအရဆုံးဖြစ်နေလဲအာကျွန်တော်ဒီပွဲမှာကပြင်ဆင်ချိန်ကကျတော့၅ပတ် ်ငါးပတ်လောက်ပဲရှိတော့ပေါ့နော်အဲငါးပတ်၆ပတ်လောက်ပေါ့အလုံးစုံဆိုတော့ကျွန်တော်ရဲ့ပြင်ဆင်မှုကကျွန်တော်အရင်လိုနဲ့မတူဘူးကျွန်တော်ပြောင်းလဲတယ်ဘာဖြစ်ဆိုအရင်တုန်းကကျွန်တော်ရဲ့အမ်အပတ်တနာရီကအလောက်ထိကျွန်တော်လိုက်မစုစည်းနိုင်ခဲ့ဘူးပေါ့နော်ဆိုဒီပွဲအတွက်ကျွန်တော်ဒီကျွန်တော်တက်စီနီယာကြတဲ့1 championship မှာထိုးတဲ့အအကူအညီတွေရောပြီးတော့ကျွန်တော်တကယ်ရှင်အနီးကပ်ဆုံးအနော်မဆူသူကတော့အသူတည်းဒီမှာရောက်လာခဲ့ကျတော့သူ့ကိုကျွန်တော်လိုအပ်တဲ့မျိုးသူ့ကို ို့ပြီးတော့ပြေးကျွန်တော်မန်နေဂျာမသူတို့ရိဆိုရလဲအရင်ထက်ပို့ပြီးတော့ကျွန်တော်3မိနစ်မဟုတ်ပါနဲ့5မိနစ်ကိုပို့ပြီးတော့အချိန်ပေးပြီးတော့မှအဲ့လိုမျိုးလေ့ကျင့်တယ်ပြီးတော့ဒီအဓိကတော့အစာတောက်ပိုင်းမှာပေါ့အစာတောက်ပိုင်းမှာလည်းအရင်ရည်ကြည်တယ်ဆိုတော့အစာတောက်နဲ့ပတ်သက်ပြီးတော့ weight ပိုင်းဆိုင်ရာနဲ့ပတ်သက်တယ်ကျွန်တော်အဲ့ဒီဟာတွေအကောလုံးပြင်ဆင်လာတာကြောင့်ကိုယ့်ကိုယ်လည်းယုံကြည်မှုရှိတယ်ပြီးတော့လည်းအားလည်းအပြည့်အဝရှိတယ်ပြီးတော့ဒီလိုကိုဖြစ်ချင်တဲ့အရာကိုလည်းကိုထုတ်တုံနိုင်ခဲ့တဲ့အတွက်ကြောင့်မလို့အဲ့ဒီဟာတွေကြောင့်ဟုတ်ဟုတ်ကြီးစုနေတဲ့ပြိတ္တတွေတော့ပေါ့နော် ီပထမပွဲတုန်းကဆွမ်းဆောင်ရရဆိုဒီတက်လုံပိုင်းမှာငငယ်အနေငယ်ပြဿနာလေးရှိရပါတော့အဲ့တော့ဒီပွဲမှာတော့တက်လုံပိုင်းမှာဒီအရင်ကြီးပထမချီပါပေါ့နော်ဒီဖြစ်ပြီးတော့မှသိုးတော်မျိုးမတွေ့ပေးနဲ့ပေါ့နော်အကောင်ဆုံးပြင်ဆင်ပြီးတော့မှဒီအရင်ဖြစ်တော့မဲ့အချိန်မှာတစ်ခါကကောင်တော်လေးတတိထားပြီးတော့ကစားနေတာတွေ့တယ်ပေါ့နော်အဲ့တော့ဒီဒုတိယဒီပွဲဥထွက်ပွဲနဲ့ပတ်သက်ပြီးတော့မှဒီတက်လုံပိုင်းမှာဒီအထူးတလဲပြင်ဆင်ထားခဲ့ရတဲ့အပိုင်းတွေရှိမှာဒါနဲ့ပတ်သက်ပြီးပြောပြပြောပြပေါ့ အာဒုတိယပွဲအတွက်ကကျွန်တော်တက်လုံပိုင်းမှာလဲကျွန်တော်အာပြင်ဆင်ထားတယ်အရင်ကလည်းမတူအောင်ကျွန်တော်ဘယ်လိုပြောမလဲအရင်တော့ကျွန်တော်တို့က3မိနစ်6 8ရှိကျွန်တော် pass AC ထိုးနိုင်တယ်ဒီတစ်ခါကကျွန်တော်အဲ့လိုမဟုတ်ဘူးအာ training ပိုင်းဆိုင်ရာမှာဆိုကျွန်တော်9မိနစ်အာ9ရှိအဲ့လိုပြောင်းလဲလာတယ်ပြီးတော့ကျွန်တော်အာပြေးတဲ့ပိုင်းမှာဆိုလဲပြန်ပြီးတော့ chain တယ်ဒီတက်လုံပိုင်းမှာပေါ့နော်အဲ့လိုမျိုးတွေပို့ပြီးတော့ပြင်ဆင်ထားတဲ့အတွက်ကြောင့်ရယ်ပြီးတော့လည်းအာကျွန်တော်ရဲ့အတွေ့အကြုံပို့ပြီးတော့နည်းနည်း ဟာလက်ဆိုင်တာပေါ့နော်ပထမပွဲတော့ကျွန်တော်ဘလူထိုးလို့ဘာမှကျွန်တော်မမမိဘူးအခုချိန်ထိအဲ့လိုမျိုးပေါ့နော်သူ့ရဲ့အတွေ့အကြုံဒီကျေအကွင်းရဲ့အတွေ့အကြုံကြောင့်လက်ဆိုင်မယ်ဆိုတော့ဒီပွဲမှာကျွန်တော်စိတ် relax လေးလက်ထားနိုင်တယ်ဆိုတော့ကျွန်တော်အဲ့ဒါတွေကိုပို့ပြီးတော့မြင်သွားတာပေါ့ဟုတ်ကဲ့ဟုတ်ဒီပထမတစ်ချီမှာတော့မဟုတ်တော့တော့ down ရခဲ့တယ်ပေါ့နော်တို့ဝိမဲ့လေဒီဒုတိယချီတတိယချီလောက်မှာအဲ့ဒါကျွန်တော်အနေနဲ့တတိယချီလောက်မှာဒါအဆုံး ဒီ KO ပုံစံမျိုးနဲ့အဆုံးတက်လိုက်မယ်ထင်ခဲ့တာပေါ့နော်။တို့ဝိမဲ့လည်းဒါမထင်မှတ်ထားဘူး။ဒုတိယအချိန်မှာဒါ KO ပုံစံမျိုးနဲ့ဒါအဆုံးတက်လိုက်တယ်ပေါ့နော်။အဲ့တော့ဒီဒုတိယအချိန်မှာကျွန်တော်ပထမအချိန်ပြီးသွားတဲ့နောက်ပိုင်းမှာပေါ့နော်။ဒုတိယအချိန်မှာဒါအဆုံးတက်မယ်ဆိုပြီးတော့မှဒီပွဲတွင်းမှာဒါအဆုံးချက်ချက်ချခဲ့တာမျိုးရှိသလား။ဒါနဲ့ပတ်သက်ပြောပြပေါ့။ကျွန်တော်စိတ်ထဲမှာချပြီးသားဒုတိယအချိန်မှာကျွန်တော်ရအောင်လုပ်မယ်။ကျွန်တော်တို့ရဲ့အင်တာဗျူးတစ်ခုမှလည်းကျွန်တော်ပြောတယ်။ကျွန်တော်အချိန်ဟိုဘယ်လိုပြောမလဲ။ဟိုအမတ်ဘစ်စနစ်နဲ့ဒီပွဲမှာကျွန်တော်မကစားရှင်ဘူး။ ကျွန်တော်အပြတ်နဲ့ဒုတိယရှိမှကျွန်တော်လုံနိုင်မယ်လို့ကျွန်တော်ကျွန်တော်အဲ့လိုမျိုးချိန်ထားတယ်ကိုယ့်ကိုယ်လည်းချိန်ထားတယ်ကျွန်တော်ရအောင်လုပ်မယ်ဒုတိယရှိမှဆိုပြီးတော့ကိုယ့်ကိုယ်လည်းပြောထားတယ်ဟုတ်ဟုတ်ကဲ့ပြောတဲ့အတိုင်းဖြစ်သွားခဲ့ဟုတ်ကဲ့ပြောတဲ့အတိုင်းအဲ့တော့ဒါဒါဒီနေ့ကွဲမှာအာဘရောဖြစ်ချင်တဲ့ပုံစံတိုင်းဖြစ်ခဲ့ရလို့ပြောလို့ရအောင်ဟုတ်တယ်ကိုကြိုးစားတဲ့အတိုင်းเนาะအဲ့တော့ဟိုပြိသက်တွေရောဒီဒါနဲ့ပတ်သက်ပြီးတော့ဘလို့ဘလောက်ကြိုးစားတာလဲပြောပြတင်အာကျွန်တော်ဖြစ်ချင်တဲ့အရာဒီလိုဖြစ်ချင်တာကပထမဆုံးပွဲမှာခရေကျွန်တော်ဖြစ်ချင်တယ်ဒါပေမဲ့ ကျွန်တော်ခုနပြောသလိုပဲ promote ဆုံးပွဲမှာကျွန်တော်ပြောလိုက်ရှင်တယ်ဒါတွေကဆင်ရှင်တရားတွေပဲပြိတာတွေမြင်ပါပဲတင်မလားဆိုတော့ကျွန်တော် promote ဆုံးပွဲမှာကကျွန်တော် plan တွေအကုန်မားတယ်အစားတောက်တွေအစားတောက်မားတာတွေကြောင့်ကျွန်တော်တက်လုံတွေကျသွားတယ်အဲ့လိုမျိုးပေါ့နော်ဆိုတော့ဒီဒုရီယာချီမှာကျွန်တော်အဲ့လိုမျိုးသူတို့လိုချင်တဲ့ပုံစံသူတို့ကြည့်ချင်တဲ့ပုံစံအခုလိုကျွန်တော်ပြီးကျွန်တော်စိတ်ထဲအတိုင်းလည်းဖြစ်ချင်တဲ့အတွက်ကြောင့်မလို့လှုပ်ပြီးနိုင်တာကျွန်တော်သူတို့အတွက်ကျွန်တော်ကိုကျွန်တော်ဂုဏ်ယူသလိုသူတို့အတွက်လည်းကျွန်တော်အယံပျော်တယ်မြန်မာတိုင်းနိုင်ငံတစ်ခုလုံး ဒီလိုမျိုးစောက်မျိုးနေကြတယ်လीเนาะဒီလိုမျိုးမြင်ရှင်နေကြဆိုကျွန်တော်ပြီးတော့လဲကျွန်တော်ရဲ့ပြိုင်ဘက်ကကျတော့လဲခြုံပွဲမရှိဆိုကျွန်တော်ဒီလိုမျိုးပြနိုင်တာဒါလုံးဝကျွန်တော်အတွက်ကျွန်တော်ကိုကျွန်တော် promote ဆိုဂုဏ်ယူတယ်ဟုတ်ဟုတ်ဝမ်းမှာဆိုရင်ပေါ့နော်အခု let law ချင်းနေမှာမြန်မာကစားသမားတွေအနေနဲ့နိုင်ပွဲကြီးပြောင်းနေတာပေါ့နော်အချိန်မှာ bro ကဒါခေလို့ ਨੇ နိုင်သွားရဲဆိုအဲ့ feeling လေးရပေါ့ဒါပရိသတ်လေးကိုဘယ်လိုဘယ်လိုပို့ပြီးတော့ feeling ဖြစ်သွားအာဖြစ်ဖြစ်တာပေါ့ဒီဟာကကျတော့လေ ကျွန်တော်ကတယောက်တည်းအတွက်လည်းကစားတာမဟုတ်ဘူးလीเนาะဒီတယောက်တည်းအတွက်ကစားတာမဟုတ်ဘူးဒီမြန်မာနိုင်ငံတစ်ခုလုံးရအကုန်လုံးအာဆိုတော့အာဘယ်လိုပြောမလဲဒီဘက်ဘက်ရရမာရီရောပြိတက်လဲဟိုကြီးစုဒီလိုအချိန်ထိပေါ့เนาะဒီညနဲ့အချိန်ထိလဲသူတို့ကကိုအေနဲ့အားနဲ့ပြီးတော့လာရောက်လဲအားပေးတယ်ဒီလိုကြီးစုနေတဲ့အတွက်ကြောင့်ရောအဲ့ဒါတွေအတွက် ကျွန်တော်အဲ့လိုမျိုးလုပ်ပြနိုင်တော့ပဲကျွန်တော်ကိုယ့်ကိုယ်ဝမ်းသာတယ်ပြီးတော့မြန်မာနိုင်ငံတစ်ခုလုံးအတွက်လည်းဝမ်းသာတယ်ပြီးတော့တခြားအာဇာသမားဟိုကြာရှုံနေတဲ့အာဇာသမားလည်းဟိုသူတို့အတွက်ကျွန်တော်ပြန်ပြီးတော့ဒီအနိုင်ယူတစ်ခုမှုပြန်ပြီးတော့ဒီလိုမျိုးကောက်ကောင်းလေးပြန်လုပ်ပေးနိုင်တဲ့အတွက်လည်းကိုယ့်ကိုယ်ဟိုပျော်တယ်ပြီးတော့လည်းအကုန်လုံးအတွက်လည်းပျော်တယ်ပြီးတော့ဒါရီကကျွန်တော်တို့ကရှုံးနေဆိုတာပွဲပွဲတွေ့ပဲရှုံးနေလीเนาะအများနဲ့ရှုံးနေမှာမဟုတ်ဘူးဆိုတာတခြားလူတွေလည်းဟိုပြန်ပြီးတော့လုံနိုင်သေးတယ်လို့ပြောချင်တယ်ပြန်ပြီးတော့ကြိုးစားဟုတ်ဟုတ် နေ့ဒါဒါကွင်းထဲဒီပြည်သက်တွေအများကြီးအားပေးတယ်။ online ပေါ်နဲ့စောင့်ကြည့်ပြီးတော့လည်းအားပေးနေရပေါ့နော်။အဲဒီဘူရောဘာပြောချင်လဲရှိတယ်။ဟုတ်ဒီကွင်းထဲဒီလာရောက်အားပေးရလဲအများကြီးတွေ့ရတယ်။ပြီးတော့လည်းဒီဒီညနေချိန်ခါထိလဲအာစောက်ကြည့်နေတဲ့ပြိတ္တာတွေအားလုံးလည်းကျေးဇူးတင်တယ်။တချို့နေရာကကျတော့ကျွန်တော်တို့ဒီတတ်မသိတဲ့အတိုင်းမီးရမြ line တွေမရတဲ့နေရာ ကနေလဲသူတို့ရအောင်စောက်ကြည့်ကြည့်ရှုနေတဲ့လူတွေရှိသေးတယ်ဆိုတာကျွန်တော်အဲ့ဒါကောက်ကောင်းတတိရတယ်သိတယ်ဆိုတော့အဲ့ဒီအတွက်ကျွန်တော်တကယ်ဂါဝရပြုကျေးဇူးအများကြီးတင်တယ်လို့ပြောရဲဆက်လက်ပြီးတော့အားပေးစည်းချင်တယ်ကျွန်တော်တနေ့ကျရင်ချန်ပီယံဖြစ်အောင်လို့ကျွန်တော်ကြိုးစားသွားမှာပါလို့ဟုတ်ဟုတ်ဗောနက်စရတယ်အာဘောနဲ့ရဲစတွေကတော့ဒီလိုပါပဲဟိုမရှိသူရှိသူမြတ်ဝေတင်းတဲ့လူမြတ်ဝေတာပေါ့အဲ့လိုမျိုးပါပဲဟုတ်ဟုတ်ဒီမြတ်ဝေပြတာလေးတွေရော ဟိုဘယ်တော့ဒီနေ့ပြီးတော့ပြပြဟိုပြတိုင်းကျွန်တော်အဲ့လိုမျိုးတော့တိတ်ပြီးတော့လိုက်ပြီးတော့မပြောချင်အမှန်တမ်းပြောမှဆိုရင်ဒါကတော့ဘယ်လိုပြောမလဲဒီကိုတခုခုလုပ်မယ်ဆိုလို့ရှိရင်ပြောရမှကျွန်တော်တိတ်မကြိုက်ကျွန်တော်လုပ်เสียရှိရလုပ်မယ်ကျွန်တော်ကဘာဘာလုပ်လဲဆိုကိုကိုတိဖို့အရေးကြီးတယ်ဆိုတော့ဟိုကိုတွေ့တဲ့လူကိုကိုဘယ်လိုပြောမလဲကိုဆွေမျိုးဟုတ်ဒီဖြစ်စီမဟုတ်ဒီဖြစ်စီအာ ကူညီလိုက်တယ်အဒီအရာတခုကူညီလိုက်တယ်ဒီလိုမျိုးကူညီလိုက်လို့ဓာတ်ပုံတင်ရမယ်မျိုးဆိုကျွန်တော်မလုပ်ချင်ဘူးလုပ်လည်းမလုပ်ရဘူးသူများမျက်နာတခုပါသွားမှာမျိုးကျွန်တော်လည်းမကြိုက်ဘူးပြီးတော့လည်းကိုလည်းကိုချင်းစားရပါတော့ဆိုတော့အဲ့လိုမျိုးတွေရှိတယ်ရှိတယ်လို့ပြီးတော့လည်းတချို့ကတော့ပြောရပါတော့ဘောနဲ့ရရင်လည်းနေပဲရတာပဲငါတို့ရတာမှမဟုတ်တာဆိုတဲ့စကားတွေကတော့ဟုတ်ပါတယ်သူတို့ကိုယ်တိုင်မရောက်ရင်တော့မှကျွန်တော်တို့ဘေးပတ်ဝန်းကျင်မှာဟိုတည်ရမလားသူတို့နဲ့ထိတွေ့မရောက်ရင်တော့မှကျွန်တော်တို့ပတ်ဝန်းကျင်မှာတွေ့တဲ့လူရောက် တလူရှိတယ်ဆိုတာကိုအာသိစေချင်တယ်အဲ့လောက်ပါပဲကျွန်တော်ကတော့အရင်ဒီလိုဒီဟာပေးနေအဲ့လိုမျိုးလိုက်ပြီးတော့မပြေပါစေနော်ဟုတ်ဟုတ်ဒါပေမဲ့ဟုတ်လက်တော်မှာကြတော့ကိုယ့်ရဲ့အခြေအနေကျွန်နိုင်ငံမှာကိုယ့်ရဲ့ပြည်သက်တွေကဒီငလျင်တန်တွေတခြားတန်တွေကစားနေရတယ်အဲသူတို့အတွက်ကောဒီကနေပြီးတော့ဗာပြောချင်တာရှိလေအားပေးစကားလေးဟိုဘယ်တော့ဘလို့ခံစားခဲ့ရလဲဟုတ်ခံစားခဲ့တာကတော့ကျွန်တော်ကတော့အစကရေကတော့စိတ်အားငယ်တဲ့လူတွေမှာပါတယ် ူများတခုခုဖြစ်လို့ရှိရင်လည်းကိုက line ပေါ်နေကြည့်ပြီးတော့မျက်ရည်တောက်လျှောက်ကျနေရလို့မျိုးထဲမှာပါတော့ဗောနော်ဒါပေမဲ့ဒီ area ရကိုက line ပေါ်မှာတက်ပြောလဲဟိုဘာမှလည်းကိုကပုတ်ထီလဲရောက်လဲမကူညီနိုင်တယ်လို့အများကြီးမကူနိုင်ကြတော့ဘာမှလည်းအာပြောတာကလွယ်ပြီလေဘာမှလည်းမတတ်နိုင်ဘူးဒါပေမဲ့ကျွန်တော်တကယ်တမ်းကျွန်တော်နဲ့နီးစတဲ့နေရာ တတော့တနေရာဖြစ်ကျွန်တော်တတ်နိုင်ဆုံးကျွန်တော်အများနဲ့ကူညီနေပါတယ်ဆိုတာကိုအများနဲ့သူတို့နဲ့ယက်တည်တယ်ပြီးတော့အဲဘယ်ဖဲ့မဆိုဘောเนาะရောက်တဲ့နေရာဆိုလက်ကျွန်တော်ပို့တာဗက်ဒမက်ဒီယာတွေကကျွန်တော်တိတ်မသိဘူးအာဆိုတော့အများရန်ကူညီနိုင်အောင်ကျွန်တော်အများရန်ကူညီနိုင်ဖို့ကျွန်တော်အများရန်ကြိုးစားနေပါတယ်လို့ဒါပဲပြောချင်ပါဟုတ်ကဲ့အခက်အခဲတွေကြားနေအားပေးနေတဲ့ဘယ်တော့ပြည်သက်တွေကြီးအောင်ဆူတောင်းစကားတွေပဲ

အပိခဲ့တဲ့အပွဲလားဟုတ်တယ်အာဝေဖန်တဲ့လူကတော့ကိုကောင်းအောင်လုပ်တယ်သူတို့ဝေဖန်ပါပဲကိုမကောင်းအောင်လုပ်လဲကိုရောဝေဖန်ပါပဲဒါပေမဲ့ကျွန်တော်ကတော့စိတ်တူပြီးတော့ပြောလိုက်မိတယ်တခုကကျွန်တော်ကျွန်တော်တို့အာဇာသမားကလေဟိုကြိုးစားတာတွေကကျွန်တော်တို့ပဲသိတယ်ကျွန်တော်တို့ဘလောက်ထိဒီလောကကြီးကိုဟိုဒီနေရာထိရောက်ဖို့ကျွန်တော်တို့ဘလောက်ထိဘယ်လိုပြောမလဲသွေးရင်ခဲ့ရလဲဒီ အဆင်မပြေဂျားတွေကနေပေါ့နော်ဒီစားတောက်မှုမိသားစုအဆင်မပြေနေဂျားတွေကနေကျွန်တော်တို့ဒီလိုမျိုးယုံထွက်နေရတဲ့အစာကိုကျွန်တော်တို့အရန်ပင်ပန်းနေဒီဟာကကျတော့ရုပ်ရှင်ရိုက်နေတာမဟုတ်လေသူများကျတော့ပြောလိုက်ပြီးပြီကျွန်တော်တို့အသားလည်းနာခံရသေးတယ်ပြောလည်းခံရမယ်ဆိုကျွန်တော်တို့ခါလီကြိုက်ခံပြင်းတာပေါ့ကိုယ့်ကိုယ်လည်းရက်တည်နေရသေးတယ်လို့ပေါ့နော်စိတ်အားငယ်နေတဲ့ချိန်တော့ပြောလိုက်မိတယ်ပြိတ္တာတွေကိုဒါပေမဲ့စိတ်ထဲမှာတော့မပြောချင်ပါဘူးဒါပေမဲ့ကိုယ်လည်းကိုယ့်ရဲ့အားကစားတမာဖက်ကိုသူတို့ကဟိုဘယ်လိုပြောမလဲအာ ဒီတိုင်းမဲ့ဝေဖန်တာတော့လက်ခံတယ်နော်ဝေဖန်တာကောင်းကောင်းဝေဖန်တယ်လက်ခံတယ်ဒါပေမဲ့ပရိသတ်အော်ဒီကျွန်တော်တို့အာဇာသမားကိုလုံးဝအဲ့လိုမျိုးနှိမ်ပြီးတော့ချိုးပြီးတော့မပြောဖို့ကျွန်တော်ပြောဖြစ်ဆိုကျွန်တော်တို့ကိုယ်တိုင်လက်စာမတက်ဘူးပေမတက်ဘူးဘာမှလည်းကောင်းကောင်းမသိသူများပြောလို့ရှိရင်ခံနေရတဲ့မျိုးတွေများဆိုတော့ အာဇာတမတတော်များများကအဲ့လိုမျိုးဒဲကနေပဲထွက်လာတာကြောင့်အဲ့ဒီအပိုင်းမှာမနိုင်ဖို့ကျွန်တော်တို့ဘဝကနေကျွန်တော်တို့ရက်တည်နိုင်တလောက်ပဲကိုယ့်အကိုရက်တည်နေပြီအာမပေးနေပါစေဒီလိုမျိုးအဲ့လောက်ထိလိုက်ပြီးတော့ဟိုအောက်ကျဟိုဘယ်လိုပြောမလဲအရင်လိုက်ပြီးတော့မနိုင်ဖို့တော့တောင်းဆိုချင်တယ်ဘာဖြစ်ဆိုဒီဘဝကကျွန်တော်တို့ဘယ်တိဆုံးမလို့ဘလို့ဆိုတော့အဲ့ဒါကြောင့်မလို့ပဲအဲ့လိုမျိုးပဲတောင်းဆိုချင်ပါတယ်ဒါပေမဲ့ကျွန်တော်ကတော့ကျွန်တော်ခံနိုင်ရှိပါတယ် ခန္ဓာမရှိတဲ့ချိန်တွေတသက်ဖောက်ပြီးတော့ပြောတာပါဒါပဲဟုတ်ကဲ့အဲ့တော့ဒီ promotion ဘက်ကလည်းမြန်မာစိတ်ဘက်က star fighter ပြလို့နေတဲ့အချိန်ပေါ့နော် Veronica နဲ့ Homeboy မှာရှုံးသွားတယ်ပေါ့နော်တကယ်တကယ်တော့ ਈ သက်တွေကလည်းမြော်လင့်ချက်ကြီးသွားတာ Veronica ပေါ့နော်ဟို training ပတ်ဝန်းကျင်နေထားရရောဟိုလက်ရည်နေထားရရောချက် promotion မှာ homing ခဲ့တဲ့နေထားရရောပေါ့နော်အဲ့ဖွင့်ပွဲတော့ရှုံးသွားတယ် Veronica ဖိအားပလော့တိခံစားလိုက်ရတယ်အာဖွင့်ပွဲမှာကတော့ကျွန်တော်ရှုံးသွားတယ်အရန် ခံစားရတယ်အဲ့ဒီပွဲမှာတော့မတကယ်တမ်းပြောမယ်ဆိုလို့ရှိရင်ကျွန်တော်နေရာမှာကျွန်တော်တကယ်ကျွန်တော်ကိုယ့်အကူဟိုအထင်ကြီးလို့ပြောရမှာမဟုတ်ဒုတိယအရှိမှာကျွန်တော်ဒုတိုက်ခံရကျွန်တော်နေရာမှာတခြားလူတယောက်ကြီးကြပြီကျွန်တော်တကယ်ကိုယ့်အချိန်မှာကျွန်တော်တော့မခံနိုင်တော့ဒါပေမဲ့ကျွန်တော်စိတ်ကပရမအုဆုံးပွဲဖြစ်သလိုပြီးတော့ကျွန်တော်ကိုအားပေးနေပရိသတ်အများကြီးရှိကျွန်တော်ဒီတိုင်းပဲရက်ဒီချက်ချုံလို့မဖြစ်ဘူးဆိုတဲ့အရာနဲ့ပြန်ပြီးတော့ကိုယ့်စိတ်ကိုမနှဲထူနေရအဲ့ဒီအတွက်လည်းကျွန်တော် နိုင်ငံခြားပြိတ္တအဲ့ဒီပွဲကြောင့်ကျွန်တော်နိုင်ငံခြားပြိတ္တတွေအများကြီးရလာတယ်သူတို့အတွက်တော့ဟိုနေအရန်ကိုလုံနိုင်တယ်သူတို့ကဒီဟာပဲကြည့်ပေါ့နော်ကျွန်တော်ကိုဒါပေမဲ့အာပြောချင်တာမြန်မာပြိတ္တကကျတော့လေကျွန်တော်ကိုချီးကျူးတာလည်းအများကြီးရှိတယ်လို့ဒါပေမဲ့သူတို့ကတော့ပြန်ပွဲကိုအနိုင်နဲ့အရှုံးပဲအနိုင်ပဲသူတို့ကလူချင်တဲ့လူတွေလည်းရှိကကျတော့ဒါတွေကကျွန်တော်အကောက်ကောက်ဝေဖန်ခံရတယ်အဲ့ဒီတွေ့ရတယ်တခါလေကြိုက်ကျွန်တော်ကိုယ့်အကိုပြန်စင်စားအရန် pressure ဟိုဟာဖြစ်တာပေါ့နော်စိတ်မကောင်းလည်းဖြစ်တယ်အာဒါပေမဲ့ ဒါကပရမအဆုံးပွဲလည်းဖြစ်နေတဲ့အတွက်ကြောင့်ကိုယ့်ကိုယ်ကိုမားနေတဲ့အရာကိုယ့်ရဲ့ plan တွေစီကံချက်ချဟိုဘယ်လိုပြောမလဲဒီအစားတောက်ပိုင်းတွေရော training plan တွေရောအကောင်လုံးမားနေတာလည်းတွေ့တီရတဲ့ကြောင့်မလို့ကိုယ့်ကိုယ်ပြန်ပြီးတော့အာယူနောက်တစ်ပွဲကျရင်ကျွန်တော်ဒီဟာကိုပြင်လိုက်လို့ရှိရင်ကျွန်တော်ကောင်းကောင်းလုပ်နိုင်မယ်ဆိုတာကိုကိုယ့်ကိုယ်ပဲအဲ့လိုပဲအာယူပြီးတော့မှပြန် ဟိုဟာဖြစ်တာပေါ့အစိတ်ထဲမှာလည်းအရင်ရောမထားပါဘူးသူတို့ပြောတဲ့ဟာတွေလည်းပြောတတ်ရတဲ့လူတွေကလည်းဘာမှလည်းမဟုတ်ပါဘူးသူတို့ကောက်ထဲဝင်ကြည့်လိုက်လို့ရှိရင်အဲ့လိုတွေပဲများနေတော့အင်းအင်းဆိုပြီးတော့တစ်ချက်ပဲအင်းလိုက်ပြီးတော့အဲ့တော့ဟိုပါပေါ့နော်ဒီဒုတိယဝင်ချင်ခဲ့တဲ့နေတော့က training program တွေကဆရာရဲ့ timeline ကြည့်လိုက်တာနဲ့တိတာပါပေါ့နော်ဒါပေမဲ့ manager နဲ့ clinch တွေလောက်တယ်ဟုတ်တယ်နည်း strength condition တွေပိုင်းနဲ့ပို့ပြီးတော့အားပြုနေတော့ကျွန်တော်တို့သိရတယ်ပေါ့နော်အဲ့တော့ဘယ်လိုပုံစံမျိုးအပြောင်းလဲလုပ်ပြီးတော့ဒုတိယဝင်ချင်ခဲ့လာတယ် ဘလို့ပုံစံမျိုးပြောင်းလဲလဲဆိုတော့အတိတ်က clean sheet ကိုကျွန်တော်ပို့ပြီးတော့ဦးစားပေးတယ်ဒီတပွဲမှာဘာဖြစ်ဆိုအရင်တပွဲကကျွန်တော် clean sheet ကြောင့်ဒီအချုပ်ဆိုကြောင့်ကျွန်တော်ရန်ခံရတယ်အဲ့ဒီတစ်ခုရယ်ပြီးတော့ဒုတိယတစ်ခုကျတော့တက်လုံပိုင်းတက်လုံပိုင်းရယ်ပြီးတော့ကျွန်တော်ကဘလို့ပြောမလဲတက်ခနစ်ပိုင်းမှာလဲကျွန်တော်ပြင်ဆင်လာတယ်တက်ခနစ်ပိုင်းမှာကျွန်တော်ကဒီ senior one championship ကဒီလူဘူဒီဘရာဇီးယားအေးအကူကြီးနဲ့ကျွန်တော်ပတ်တိုင်းတူတူသွားတယ်ဆိုတော့ဟိုသူလက်ပြောတယ်ကျွန်တော်ရဲ့ပြိုင်ဘက်ကိုကြည်တယ် ဘယ်လိုလုပ်မလဲအဲ့ဒါသူကအရန်စိတ်ရှည်တယ်ကျွန်တော်ပုံမှာဆိုအဲ့ဒီတစ်ခုလည်းကျွန်တော်တို့တေချာလှုပ်တယ်ပြီးတော့ကျွန်တော်တို့ဒီတခြားဂျပန်ဖိုက်တာနဲ့လည်းဟိုတူတူကျွန်တော်တို့တက်လုံကောင်းဖို့အရင်တော့ဆိုဒီတိုင်းပဲပြည်တယ်တော်မှန်လို့ပဲပြည်တယ်အခုကကျွန်တော်တို့အဲ့လိုမဟုတ်ဘူးနဲ့သူတို့ကကျွန်တော်တို့ထက်စီနီယာကြာဆိုတော့ဘယ်လိုလုပ်ဘယ်လိုတက်လုံရမလဲပွဲမှာသူတို့ကကလုံးမိုင်းဆက်ကစားသူတို့တွင်ပြတယ်ကျွန်တော်ဒီပွဲမှာ10မိနစ်လောက်ကိုကြည့်မယ်ကြည့်ပြီးလို့ရှိရင်9မိနစ်ကိုယုံနိုင်ပုံလောက် အရင်တော့ကျွန်တော်တို့ကအဲ့ဒါတွေလည်းမသိဘူးပြန်ပဲ့ရဲ့အခြေအနေလည်းကျွန်တော်တို့မသိဘောင်း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 ဆိုပြီးပြီးအဲ့လိုမျိုးဆိုတော့အခုကအဲ့လိုမဟုတ်ဘူးအပြန်ပဲ့ရဲ့အလာကိုကြည့်မယ်ပြန်ပဲ့ရဲ့အခြေအနေကိုကြည့်မှပဲကိုအင်နာအားနဲ့ချအဲ့လိုမျိုးသူကအဲ့ဒါတွေလည်းသူအရန်သိမ့်ပြီးတော့ကျွန်တော်ဒီတပွဲမှာစိတ်အီအီနဲ့လုံနိုင်ခဲ့တာအဲ့တော့ဂျူနီယာနဲ့ချင်းကက်တဲ့နေတာပေါ့ဂျူနီယာက135ပြန်မှာတော့ mainly fighter တွေပြန်မှာတော့ record ကောင်းဆုံးလို့ပြောလို့ရတယ်ဘယ်ဘွဲဆက်မှတ်ဟုတ်တယ်ပြားရည်များရှိခဲ့တယ်လို့ပြန်ပဲနေ ကျွန်တော်တော့ပြောကျွန်တော်တော့သူ့ကိုအရင်တပွဲလောက်ကျွန်တော်ဖိအားမရှိဘူးကျွန်တော်သိတယ်သူကကျတော့အမတ်နဲ့နိုင်ရပဲများတယ်ပြီးတော့သူ့အကွက်တွေကလက်တီတွေကြားတယ်ကျွန်တော်မြင်တယ်ပြီးသူအမတ်ယူတာပဲများသူကသူ့ရဲ့အားကကျွန်တော်လောက်မပြင်းဆိုတော့ကျွန်တော်သိတယ်အရင်တယောက်ကကျတော့ဘရိတ်တာတွေတော်တော်များကြီးလိုက်လို့ရှိရင်လွဲ့လွဲ့လေးလို့ထင်တယ် ကျွန်တော်ကတော့တေရှာကြည့်ရဲ့အပရိတ်အဲ့ဒီအရင်တပွဲကဖိုက်တာကပထမဆုံးကြည့်ကျွန်တော်ကြည့်ဘာမှမဟုတ်သူ့ပွဲတပွဲပြီးတပွဲတပွဲကျွန်တော်ကြည့်လာသူ့ပွဲကအရန်ကိုတက်လာပြီးတော့မှသူ့ရဲ့အလုံးပိတ်တာတွေရောသူ့ရဲ့ကြောက်စိတ်မရှိတဲ့အဟာတွေရောတခြားစီပဲဒီတယောက်နဲ့တခြားစီဆိုကျွန်တော်ဒီတယောက်နဲ့ဆိုပရက်ရှာလုံးဝမရှိအရင်တယောက်ဆိုကျွန်တော်ပူပြီးတော့မှဖိအားပူများတယ်ဆိုတော့ဒီတယောက်ကျွန်တော်ကကောင်းလုပ်နိုင်မယ်ဆိုတော့ကျွန်တော်ယုံကြည်လို့ဒီလိုမျိုး ကိုကို100%ဖြစ်လို့ကိုမှန်ထားတဲ့နှစ်ရှိလဲနှစ်ရှိရအောင်လုပ်နိုင်ခဲ့တာပေါ့အဲ့တော့ဒုတိယဘောနဲ့ရပါဘူးပထမဘောနဲ့တုန်းကတော့ဘယ်တော့ public မှာတော့လုံးဝမပြောဘူးဒါပေမဲ့ one championship နဲ့ interview မှာတော့မြန်မာပြည်ကိုအကုန်လုံးလူလိုက်တယ်ဆိုပြီးပြောတယ်အသေးစိတ်လေးပြောရင်ပြရတာပြောပြအာအသေးစိတ်လေးပြောလိုက်ရဆိုတော့အကောင်လုံးလူရဲဆိုတာထက်ကျွန်တော်အကောင်လုံးလူတာမျိုးလဲလဲမဟုတ်ပါဘူးဒီတိုင်းပါပဲကျွန်တော်ပြန်တယ်ပြန်သွားတဲ့ခရီးစရိတ်တွေကလည်းအများများတယ်လေဒီ အခုကဟိုဖက်ကနေပြန်လို့မရတော့ကျွန်တော်လည်းအမြန်ပြန်လိုက်တာပါအဖေနေမကောင်းတော့လဲပြန်အမြန်ပြန်လိုက်တာတခုရဲ့ပြီးတော့အဲ့ဒီမှာရှိတဲ့ကျွန်တော်တို့ဒီဒေတာတွေအဆင်မပြေတဲ့လူတွေဆန်တချို့ရဲ့အာစပြာတို့ဘာတို့အဲ့လိုမျိုးတွေပေါ့ဒါပေမဲ့အတိရတိုင်အခုဈေးတွေကလည်းအကုန်လုံးမြင့်နေတော့ဘလောက်မှလည်းမ လူနဲ့ပတ်စံကပြောင်းနေအဲ့လိုမျိုးဖြစ်နေဆိုတော့လူတော့လူသွားတာပေါ့နော်ဒါပေမဲ့အဲ့ဒီပတ်စံလည်းအခုတပြားမှမကြံဘူးအကုန်လုံးအကုန်လုံးအဲ့မှာပဲကုန်သွားတယ်ဘာကုန်လို့ကုန်လဲကော့ကူလဲအရင်တော့မသိဘူးအဲ့လိုဖြစ်နေတယ်ဆိုတော့အထီရောက်တဲ့လူလည်းထီရောက်ဆိုတာရောက်ရှိတယ်ဆိုတော့ဟိုဒါပေမဲ့အဲ့ဒါတွေရောကျွန်တော်တင်မလို့မဟုတ်မဟုတ်ဘူးကျွန်တော်ဘာဖြစ်ဆိုကျွန်တော်စိတ်ပြီးတော့လည်းကျွန်တော်ယူရမှာအနီပတ်ဝန်းကျင်တွေကိုကျွန်တော်ထမင်းဒီပါရီလောက်ကြည့်ဖိတ်ကြည့်ရအဲ့လိုမျိုးပဲပေါ့အဲ့အဲ့လောက်ပါပဲပြီးတော့ကလေးအတွက်ဆီ ြည့်ဝယ်ပေးတယ်ထိုင်းကနေဒီစီဝါဝယ်ရခက်တယ်လေဟိုမှာဆိုတော့ဟိုဖက်ကကလေးငယ်အတွက်ဒီစီဝါတွေအဲ့ဒါလည်းပပဝယ်ပေးတယ်အဲ့လိုမျိုးပါပြောကြတော့ဒီဘွဲမထုတ်ခင်မှာပဲတော့နောက်ဘွဲကျရင် last question please okay နောက်ဘွဲကျရင် top 5 event တွေနဲ့တွေ့ကြတယ်လို့ပြောတယ်ခုနကလည်း champion ဖြစ်ဖို့ဒီ map ပါလို့ပြောတယ်အဲ့တော့ဘယ်လိုရဲ့နောက်ထပ်နောက်ထပ်ညိုလင်းချက်ကဘယ်လိုပြောင်းမလဲအာနောက်ထပ်ပြန်ပေးကတော့ကျွန်တော်တော့ကျွန်တော်ဝိတ်တန်တဲ့အတူ ဘာလို့မဆိုကျွန်တော်ရှင်ပြန်ရှင်တယ်သူကောင်းကျွန်တော်ကတော့အနိုင်ရှုံးတယ်ကျွန်တော်လည်းမတွေ့ကျွန်တော်ဘယ်လောက်လုပ်နိုင်လဲအာကျွန်တော်လည်းအခု training ကိုပြန်ပြီးတော့ focus focus ထားနေတယ် discipline လည်းကျွန်တော်သိပြီးစားတောက်စားပိုင်းစင်ဆိုကျွန်တော်တိတ်တော့မကြောက်တော့ဆိုတော့တနေ့ကျရင်လည်းကျွန်တော်လုပ်နိုင်မယ်လို့ယုံကြည်တယ်အဲ့ဒါကြောင့်မလို့ကျွန်တော်ပြောလိုက်တာโอเค thank you โอเค thank you โอเค thank you လာရအပြည့်ရတယ်ဒါဒီဝမ်း2 Okay. Okay. Thank you. Okay. Yeah. Oh, okay. Sorry. <laughs> too, too long. <laughs>